အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ Indianapolis တင်မောပင်လယ်ထဲကငရဲခန့်တွင် 1945ခုနှစ်ဒုတိယကမ္ဘာစစ်အထုထိပ်ကာလအမေရိကန်ရေတပ်သင်္ဘောအားစစ်နရနပိုလီဟာတမိုင်းမှာအကြီးကနေရာယူထားတဲ့စစ်သင်္ဘောတစ်စီးပါဒီသင်္ဘောကဂျပန်ရဲ့ဟီရိုရှိမားကိုဂုံးကျဲဖို့တုံးမဲ့အနုမြူဂုံးရဲ့အကြီးကအစိပ်ပိုင်းတွေကိုတဲပို့ပေးခဲ့တဲ့သင်္ဘောပါဒီမစ်ရှင်ကိုအောင်မြင်စွာပြီးမြောက်ပြီးဖိလစ်ပိုင်ပင်လယ်ပြင်ကိုဖြတ်ပြီးနောက်ထပ်တာဝန်တစ်ခုစီခီးဆက်နေခြင်းဇူလိုင်လ3ရက်နေ့ညတက်ခေါင်ကျော်မှာဘေးဒုက္ခကြီးကသင်္ဘောကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ် ဂျပန်တော်ပီတိုရဲ့တိုက်ခိုက်မှုဂျပန်ရေငုပ်သင်္ဘောဟိုင်58ကတော်ပီတိုနှလုံးပြစ်လွတ်လိုက်ပြီးအင်ဒီယာနာပိုလစ်ရဲ့ဘေးတစ်ဖက်ကိုဓာတ်ရိုက်ထိမှန်ခဲ့ပါတယ်။ပောက်ကွဲတန်ကြီးနဲ့အတူသင်္ဘောကြီးဘေးတစ်ဖက်ဆောင်းသွားပြီးမိနစ်12မိနစ်အတွင်းမှာပဲပင်လယ်ထဲအပြေအဝနစ်မြုပ်သွားခဲ့ပါတယ်။သင်္ဘောပေါ်မှာလူတက်195ဦးရှိခဲ့ပြီးအဲ့ဒီထဲက300လောက်ဟာ တင်မောနဲ့အတူပင်လယ်အောက်ခြေစီဆွဲခေါ်ခံလိုက်ရပါတယ်။ကြံတဲ့900ရာနီးပါးလူတွေကတော့မိခိုးတွေပောက်ကွဲမှုတွေကြာပင်လယ်ထဲကိုခုန်ဆင်းပြီးအသက်ရှင်ဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ဒီမှာဇလန်းကပြီးမသွားပါဘူး။တကယ်ထိတ်လန့်စရာအပိုင်းကအခုမှစတင်ပါပါ။ပင်လယ်ထဲမှာပိတ်မိတဲ့ရှင်ကြံသူများတင်မောနဲ့သွားချိန်မှာကယ်ဆယ်ရေးလေအနှဲငယ်နဲ့ရေပေါ်မီအနှဲချင်းပဲကြံခဲ့ပါတယ်။လူရချီကတော့ရေနံစီတွေမီးလောင်နေတဲ့ပင်လယ်ပြင်ထဲမှာရုန်းကန်နေရပါတယ်။ ဒါပေမဲ့အဲ့ဒီညမှာသူတို့ရဲ့အဆိုးဆုံးအိမ်မက်ဆူကရေပြင်အောက်ကနေရောက်လာခဲ့ပါတယ်။ငါးမန်းတွေပစိဖိတ်သမုဒ္ဒရာတွေက Ocean နဲ့ငါးမန်းတွေ Oceanic Water Sharks နဲ့ကြားငါးမန်းတွေ Tiger Sharks ဟာသွေးနံကိုရရှိပြီးတင်မောသားတွေစီအုံလိုက်ကူးလိုက်လာခဲ့ပါတယ်။ပထမဆုံးငါးမန်းတွေရောက်လာတဲ့အချိန်မှာလူတွေဟာအော်ဟေးရင်ရေထဲမှာအချင်းချင်းတွေ့ကက်ရုန်းကန်နေခဲ့ကြပါတယ်။ ဒဏ်ရာရထားတဲ့သူတွေတွေးထွက်နေတဲ့သူတွေကိုငါးမန်းတွေကဥစွာတိုက်ခိုက်ခဲ့ပါတယ်။ရှင်ကျန်သူတွေရဲ့ပြောပြချက်အရငါးမန်းတွေဟာရေပြင်အောက်ကနေရုတ်တရက်ပေါ်လာပြီးလူတွေကိုဆွဲချသွားတာကိုမြင်ခဲ့ရပါတယ်။တယောက်ပြီးတယောက်အော်တန်တွေတိတ်သွားပြီးရေပြင်ပေါ်မှာတွေးတွေပောက်ကွဲထွက်လာတာကိုကြည့်နေရုံပဲတတ်နိုင်ခဲ့ပါတယ်။ရက်ပေါင်းများစွာကယ်ဆယ်ရေးမလာခြင်း ဒီဖြစ်ရမှာအဆိုးဆုံးကတင်မောနစ်ပြီးရက်ပေါင်းများစွာကယ်ဆယ်ရေးအဖွဲ့မရောက်လာခဲ့တာပါဗီဒီယိုဆက်သွယ်ပြတ်တောက်သွားပြီးတင်မောရဲ့နောက်ဆုံးတည်နေရကိုဘယ်သူမှအတိအကျမသိခဲ့ပါဘူးဒါကြောင့်ရှင်းကြံသူတွေဟာရက်ပေါင်းလေးရက်ကျော်ပင်လယ်ပြင်မှာမျောနေခဲ့ရပါတယ်နေပူထဲမှာရေတက်ခမ်းချောက်တာရေငက်လို့ပင်လယ်ရေတောက်မိပြီးအတိစိတ်ပြောက်သွားတာတွေဖြစ်လာခဲ့ပါတယ်တချို့ကစိတ်တဆဝေဒနာတွေခံစားလာရပြီးရေထဲမှာမြင်အောင်မှုတွေမြင်နေခဲ့ပါတယ်ဒါပေမဲ့အကြောက်ဆုံးကတော့ညဘက်ရောက်တိုင်းငါးမန်းတွေပုံမှုပြင်း ထန်စွာလာရောက်တိုက်ခိုက်တာပါပဲ။ကယ်ဆယ်ရေးနဲ့နောက်ဆက်တွဲဩဂုတ်လ2ရက်မှာတော့ American Lee တရဲ့လေရင်တစ်စီးကရှင်ကျန်သူတွေကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။ကယ်ဆယ်ရေးတင်မောတွေရောက်လာချိန်မှာလူ900နီးပါးတဲ့က316ဦးပဲအသက်ရှင်ကျန်ရခဲ့ပါတယ်။ကျန်တဲ့600နီးပါးဟာငါးမန်းတိုက်ခိုက်မှုရင်းငမ်းမှုနဲ့နေလောင်နေရာတွေကြောင့်တည်ဆုံခဲ့တာပါ။ဒီဖြစ်ရပ်ဟာ American ရေးတပ်သမိုင်းမှာအဆိုးရွားဆုံးပင်လယ်ပေးအန္တရာယ်တစ်ခုအဖြစ်မှတ်တမ်းတင်ခံရပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကတော့ ငါမန်းတွေရဲ့အန်ရဲ့ဒီဖြစ်ရက်ကလူသားတွေအပေါ်သမုတ်တရားတွေကတာရဲတွေရဲ့အဆိုးဆုံးတိုက်ခိုက်မှုတစ်ခုလို့သတ်မှတ်ခံရပါတယ်။တချို့တပ်တွေတွေကတရက်ကိုလူတရားလောက်ငါမန်းတွေရဲ့တားကောင်ဖြစ်ခဲ့တယ်လို့ခံမှန်းပါတယ်။လူတိနေတဲ့အချက်တင်မုံမှု Charles Mapbe ကိုဒီဖြစ်ရက်အတွက်အပြစ်ပေးခံရပြီးနောက်ပိုင်းမှာသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ဒါပေမဲ့၂000ပြည့်နှစ်မှာသူ့ကိုအပြစ်ပြင်းစင်ကြောင်းပြန်လည်ကြေညာခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာဒီဇယ်လန်းကိုရုပ်ရှင်ဂျော့စ်ထဲမှာစက်ကောင်တယောက်ကပြန်ပြောပြထားတာကိုမြင်ဘူးကြမှာပါဒါကဖြစ်ရမှန်ကိုအခြေခံထားတာပါဒီဖြစ်ရမှန်ဇယ်လန်းလေးတဲ့တင်သားပါဝင်နေမယ်ဆိုရင်ဘလောက်တောင်ကြောက်နေမလဲဘလို့ယုံကံမလဲဆိုတာစဉ်းစားတာကြည့်ပေတော့ဗျာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတည်ချင်သေးတယ်ဆိုရင် like and subscribe လေးလုပ်ထားပေးပါဦးဗျာ